။ဥရောပမှာလည်းမကအာဆီယံမှာပါမမောင်လင်ကြောင့်ခွဲပြောင်းခဲ့ရတဲ့ United ။ဘရိတ်တန်အလုံးဝင်မိန်လာများမန်ချက်စတာဖောဆွန်ကနေပြန်လဲကြိုးလိုက်ပါရင်ဒီအသင်းကဟာတာပဲဟိဟာတာပါပဲ။ဥရောပမှာတူတူတန်အသင်းတွေနဲ့ကံပြီးခွဲပြောင်းလာခဲ့တာကြောင့်အာဆီယံကနေပြီးနှစ်သိမ့်ပလားလေးရအောင်ခြေစမ်းပွဲလေးလုပ်ပေးပါတယ်ဆိုမှခွဲတက်ပြောင်းပြန်ပြီဖြစ်ပါရင် United အဖြစ်ကလည်းဥရောပမှာပြောတဲ့အာဆီယံဆင့်တော်ကမနိုင်တော့ဘူးလားလို့မေးရတော့မှဖြစ်ပါရင်ဗီလာနဲ့ပွဲပြီးတာမှမကြားသေးချက်ချင်းပဲမလေးရှားကိုတန်းထွက်လာပြီးခြေစမ်းပွဲကံပုံထောက်ရင် United တို့ဘလောက်ထိမွေးလို့နေတယ်လဲဆိုတာသိတာနေတာပဲဖြစ်ပါရင် ဒီလိုနဲ့ဖိုင်မိုင်းလေးမမောင်လေးအတွက်ကတော့ဘွားမှာမိမရတဲ့အမှတ်ကြများစွာနဲ့တံပိုးရှိဆုံးညာဂျန်လေးတစ်ခုကိုပိုင်းဆိုင်သွားခဲ့တယ်လို့ဆရာမဖြစ်ပြီးကိုအားပေးတဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူခြေဆန်းကစားခွင့်ရရှိခဲ့တယ်လို့ကမ္ဘာကျော်ယူနိုက်တက်ကိုဂိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်နေမှာအမှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါရင်ဒီနေ့ဟာရန်တီဦးလူအပြောင်းလဲကစားမရရဲ့ပွဲပတ်မှုတွေကြောင့်ကစားကွက်တင်ဖို့တောင်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။တပတ်ကအာဆီယံမြောက်အသင်းကလည်းဖွဲ့စည်းထားတာကတပတ်တောင်မပြေသေးပေမဲ့ယူနိုက်တက်လိုထိပ်တန်းအသင်းကြီးကိုတူတင်ကိုတင်ရှင်ပြန်ကစားသွားခဲ့တာဖြစ်ပါတယ်။ ။ Prime မှာတော့နှစ်သင်းစလုံးကစားကွက်စမ်းနေကြရင်ချိန်ကုန်ခဲ့ပြီးတွင်းကိုတွေလည်းမမြင်တွေ့ခဲ့ရပါဘူး။ဒုတိယပိုင်းမှာတော့ United ဘက်ကတသင်းလုံးကိုလဲပြီး Ahmed Diya လို့ Ghana ချို့ Bruno လို့လို့ကစားမတွေကိုထည့်သွင်းခဲ့ပေမယ့် ASEAN Now 10ရဲ့ချစ်လက်မှုနဲ့ကိုသမိုင်းလက်စွမ်းပြပွဲတွေကြောင့်ဥဆောင်ကိုရဖို့ရုန်းကန်ခဲ့ရပါရင်။ပွဲချင်း90တမိနစ်မှာတော့မြန်မာလည်းဝင်စင်ကစားမမောင်ရင်းကဒီပွဲအတွက်တလုံးတဲသောအနိုင်ကိုကိုအသင်းပေါ်ရင်ဖန်တီးပေးမှုကနေတဆင့်သွင်းသွားခဲ့တာဖြစ်ပါရင်ထောက်ဆက်တိုင်း United ဘက်ကဂိုးပေးလိုက်ရမှအသေးအံဂဲမန်ကြိုးစားလာခဲ့ပေမယ့်ပြန်လာနိုင်တော့ပဲရှုံးနေသွားခဲ့ရတာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ